ခုတင်ဆက်ပေးမယ့်သတင်းကတော့လေရင်ပြက်ကမိเจ้าများကြားတဲ့ရောက်ခဲ့သူကအိုးအသက်ရှင်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်လေငယ်တစည်းပြကြပြီးမိချားပေါ်တဲ့နေရာကြားတဲ့ရောက်သွားခဲ့ပေမဲ့လေးမောင်သူပါဝင်လေးပမာပါရှိသူငါဦးလုံးအသက်ရှင်ခဲ့တဲ့ဖြစ်စဉ်တည်းကဘိုလီဗီးယားနိုင်ငံမှာပြောရခဲ့လို့သိရပါဗျ။အဆိုပါလေငယ်ဟာဘိုလီဗီးယားနိုင်ငံထဲမှာရှိတဲ့အမေဇုန်တောအထယ်ကိုပြကြခဲ့ရဖြစ်ပြီးလေးပေါ်မှာလေးမောင်သူအမျိုးသားနဲ့အမျိုးသမီး၃ဦးကလင်းငယ်တဲဦးလပခဲ့ရပဲဖြစ်ပါတယ်။ လေရင်ဆက်ချူရဲသွားတာကြောင့်လေရင်မောင်းသူဟာအနေမဖြစ်အောင်ရေးပေါ်စဉ်းစားခဲ့ရမှာတဘာဝအတိုင်းမိချောင်းတွေရှင်တန်နေတဲ့အနေကိုစဉ်းစားမိခဲ့တာဖြစ်ပါတယ်။အနေရရှိတဲ့အခြေအနေဖြစ်ပေမဲ့မိချောင်းတွေကလေရင်ကယူဆိုင်ပြီးတော့ထွက်လာတဲ့လေရင်စီနတ်တွေနဲ့မိကိုနန်တွေကြောင့်လေရင်အနည်းကနေအဝေးကိုထွက်ပြေးခဲ့တာကလည်းအသက်ရှင်ခဲ့တဲ့အတောင်းတွေဖြစ်ခဲ့ပါတယ်။ကဲဆရဲ့ဖွဲ့ရင်နဲ့မတွေ့ခင်နေရတာကိုမိချောင်းတွေကိုကိုယ်ဆောင်မိသွားခဲ့ရတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညီချောင်းဝါပေးပို့လာပါဗျ။